们吧。သောမြိုင်ဘောလုံးမှာအဲ့လိုမျိုးပြောခဲ့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဟိုဒီဟာကြီးကိုတကယ်အဲ့လိုလုံးဖြစ်မယ်ဆိုပြီးတော့ဟိုတွေးတော့မတွေးဖြစ်ခဲ့ဘူးနော်ဆိုအရန်ကိုကိုလည်းအရန်ဝေးတယ်လို့ခံစားရတဲ့အတွက်ပေါ့နော် Don't you hesitate, girl, put your records on. ဆိုတော့ကျွန်တော်ထင်ထင်လုပ်မယ်ဆိုလို့ရှိရင်အလုပ်တွေပါရင်လည်းမလုပ်ရဘူးပေါ့နော်အဲ့လိုကိုယ့်ကို privacy ဆိုတာလည်းလုံးဝမရှိတော့ဘူးပေါ့သူတို့ကုမ္ပဏီတွေဝင်သွားပြီဆိုတာနဲ့နောက်ကနေညအထိသူတို့ခြာပြီးထားတဲ့နေစနစ်တင်တဲ့အလိုမျိုးနေရမယ်ပေါ့နော်အဲ့လိုမျိုးကြတော့အမအဲ့အချိန်တော့အသက်23လောက်ဖြစ်နေပြီဆိုတော့ငါဒါခုမှဆက်လို့အရင်လောက်ကြာနေပြီပေါ့နော်ဖြစ်ဖြစ်နိုင်မလားပေါ့အဲ့လိုစဉ်းစားနေနေရနေပြီးတော့ဘာဖြစ်ဖြစ်နောက်ဆုံးအရင်က ်ပေါ့နော်ဒီ industry တို့ခြေလေးနည်းနည်းပဲဖြစ်ဖြစ်ဆက်ဖြစ်လက်ရုံနဲ့အဲအိမ်မကို train ကြီးလိုက်ပြီဆိုရင်ဂျင်းနဲ့ပါပြီဆိုရင်နောက်ဆုံးအတွင်းနဲ့ training စာစင်းဖြစ်တာပါရှင်ဟုတ် ပြောမယ်ဒီမှာဆက်ဆက်အကျဉ်းတော့ကကိုယ့်အလုပ်ကိုကတာတာကတာပေါ့နော်ဒါပေမဲ့သူတို့တွေမျိုးအခြေခံကနေစပြီးတော့တင်ပူးတဲ့အကမဟုတ်တဲ့အတွက်အခြေခံကနေစပြီးတော့တင်ရတယ်ပေါ့နော်အဲ့တော့အကအချိန်တိုင်းအချိန်တိုင်းကကိုယ့်အတွက်အရင်ငရေလို့ပဲပြောလို့ဆိုအဆရာမကအဲ့လိုမျိုးစုလဲဆိုလို့ရှိရင်ကိုယ့်ဘက်က mental ဘိုင်းဟိုဘောနော်အဲ့လိုမျိုးအရင် under breakdown နေအောင်မှ main ပြန်ပြီးတော့အတင်းပြီးတော့ကလုံးဝအဲ့လိုမျိုးဒီမှာသူတို့ attitude တွေ manage လေးအရင် ဟိုအလေးထားရလူတွေဖြစ်တဲ့အတွက်ပေါ့နော်နည်းနည်းကိုစိတ်အခြေအနေဘလို့ဖြစ်နေနေတို့အရှိမဆိုလို့ရှင်အလုံးဝအဆင်ပြေတဲ့ပုံစံနဲ့ဟုတ်ကဲ့ပူကျူးစားပါမယ်ဟုတ်ကဲ့တို့ကမှလုံးဝ no ဆိုတဲ့စကားကိုမရှိအောင်တို့အရှိမဟို no မလုံးနိုင်ဘူးမလုံးချင်ဘူးဆိုတဲ့ပုံစံမျိုးမရှိအောင်ပေါ့နော် positive ပုံစံမျိုးနဲ့တို့အရှိမလို့နေရအခောက်တွေရှိရပါတော့ process ကိုတခြားဖတ်ဖို့ပေါ့နော်တခြားမှမကြံတခြားဖတ်ဖို့ဆိုတော့သူတို့အဲ့စာကြောင်းတစ်ကြောင်းတစ်ကြောင်းတစ်ကြောင်းနဲ့ငွေကြေးပမာဏတွေပဲဖြစ်ဖြစ်စာချုပ်ကာလပဲဖြစ်ဖြစ်ကိုရီးယားရနိုင်တဲ့ခွင့်ရေးတွေဖြစ်ဖြစ်အကောင်အောင်ခွဲခြားနိုင်တဲ့အတွက်စာချုပ်ကိုတိကျကျဖတ်ဖို့ပေါ့နော်အော်အဲ့ဟာတကူရဲ့ပြီးတော့အော်တင်ငယ်စရာမလိုဘူးလို့လည်းပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကအရင်အချင်းပြေးလို့ဒီဟိုသူတို့နဲ့အတူတူစပြီးတော့အလုံးလုံး ဖူရတဲ့အခွင့်အရေးကိုရတာဖြစ်တဲ့အတွက်ကိုကပြည်နိုင်ငံသားဖြစ်နေလို့ဘယ်လိုဖြစ်နေလို့အဲ့လိုမျိုးလေးမစင်စားနိုင်တဲ့ကိုလည်းဒီ industry မှာလုပ်လို့နေလူတယောက်တို့ရယ်ကိုရီးယားရဲ့အကောင်တော်ကလည်း industry မှာလုပ်လို့နေလူလူလူချင်းပေါ့နော်အဲ့လိုမျိုးဆိုတော့မရှိမကြောက်ခင်နဲ့ဘယ်လိုကိုမှရှိနေတဲ့အရေးချင်းတွေတော့အကောင်တော်ကတော့ပြည်ပမလူများရှိမှပြသနိုင်ကိုပို့ပြီးအရေးကြီးတယ်လို့ထင်ပါရှင့်။